မြန်မာနိုင်ငံမှာပရိယတ်ဒီအတန်းကတသိန်းရှိတယ်။ကြာလျှောက်သိန်းတန်တာနဲ့ပိဋကသုံးဘုံကွယ်နေပြီးပฏิပတ်တိဒုက္ခတိအကျင်မတွေကျင့်နေသဖြင့်ပฏิပတ်တိလည်းကွယ်နေပြီးကန္တာဒုရာလည်းမဟုတ်ဝသနာဒုရာလည်းမဟုတ်သဖြင့်ဒုရဝိမုတ်ရာများဖြစ်ကြသည်။ကောသမီရာတထောင်အားကောသမီတကားတကားမများကသဘိမောက်ဆန္ဒပြတဲ့ကဲ့သို့ထို့အတူမြန်မာနိုင်ငံရှိဒုရဝိမုတ် ရှင်ရဟား6သိန်းတို့အားတက္ကမလုံးရှိဗုဒ္ဓဘာသာတက္ကရကမာများကသပိန်ပေါ့ဆန္ဒပြခြင်းတာမီတို့မှာသာအစိုးရပါဠိပထမယာစာမေးပွဲနဲ့ဓမ္မစရိယစာမေးပွဲတွင်သာပြေတန်ခါ6သိန်းရောရှိလာပြီးပိဋကသုံးပုံသည် နေမင်းကြီးလာမင်းကြီးမှာပွင့်လဲလာပြီးဖြစ်သည်ရှင်ဟခုနှစ်သိန်းနဲ့6သိန်းတို့သည်အဘဖရာဤဆွမ်းတင်ကားကြောက်စေအာမိသာအမွေတွေကိုနှစ်သက်ကျေနပ်စွာ မြင်းမြင်းရှက်ရှက်ခိုင်းဝတော်သောမည်ပွန်လင်းမှတင့်တဲတဲ့ပိတကသုံးဘုံဝသောဓမ္မငွေကိုတံပေါ်မထားကြတို့ရခြောက်သိမ့်တို့ဖရာလက်ထက်ကနီးသူယခုအခါသပိန်ပေါက်ဆန္ဒပြဖို့သာသနာတော်သောနကောင်းနံမြများကဘုရားဘာသာတရားဓမ္မများအား တိုက်တွင်းကြတော်မူမှာဤကံဒီမြန်မာနိုင်ငံရှင်အဟံခွနသိန်းရှိတဲ့အ ਨੇ ၆သိန်းတို့သည်ပိဋကမသိန်းတဲ့ဖြင့် ပฏิပတိမမောင်းပရိယတိပฏิပတိနှစ်ပါးကန္တာဒုရဝဒနာဒုရနှစ်ပါးလွတ်နေကြ၏ဥပမာပြရသောသို့ချောင်းသိန်းတို့သည် အလုံးမသိမဲ့လာကထမ်းယူနေသူနေသာလူပါသည်ပိတကမသိံပိတကပညာရှင်တို့မသိကပိတကလာဟုဝဒနာကိုမသိမသိပဲအကျင့်အကျင့်မှအကျင့်မှတော့အပေလာကြတော့မည် တကဘာလို့ရှိဗုဒ္ဓဘာသာတကာရမတို့အားအထုနို့သောဘာသည်ခုနှစ်သိန်းအနဲ့6သိန်းတို့သည်ပရိယတ်ဒီလည်းမဟုတ်ပฏิပတ်ဒီလည်းမဟုတ်ကန္ဓာဒုရာလည်းမဟုတ်ဝေဒနာဒုရာလည်းမဟုတ်ကြသည်ဖြင့်ဖျားလက်ထက်ကလို့လောက်ကြပါသူမှသာပိဋကသုံးပေါင်းပွင့်လင်းလာပြီးမှန်ကန်သောပฏิပတ်မှန်ကန်သောဝေဒနာကိုကျင့်ကားအရိယာဖြင့်မေဖို့နိဗ္ဗာန်ရကြမှာမို့ကြဧကန္တာဤ ပရိကဇာဘေးတင်ရမည်ပฏิပတ်တိအစစ်ဖြစ်ရမည်ပွင့်လင်းမှတင်တဲ့သောအရာသုံးမျိုးတွင်အမတ်သုံးဖြစ်သောပိရိကသုံးဘုံပွင့်လင်းဖို့အရေးသည်ဘုရားဘာသာဝင်ရာရှင်လူတိုင်းတာဝန်ရှိပြီးတေးရှင်ရတဲ့အရေးကြီးပါသည်ပိရိကသုံးဘုံပွင့်လင်းဖို့အရေးအားလုံးမှာတာဝန်ရှိပါသည်ဘုရားဘာသာတိုင်းအထူးသတိထားကြပါဗဒန္တဝိတုဒယမိုက်ပဒန္တထုတင်တာနိပြဆရာတော်